ားလုံးပဲမင်္ဂလာပါ။ဘေးရှင်ဦးရဲ့မကျိုးတူပါလေ။ကျွန်တော်မနောပြီ။ဟာဒီနစ်ကျွန်တော်ဆက်သွယ်နိုင်ယူမလို့ဖြစ်။တေးပါလေဆရာ။ဆရာနိုင်ယူမှမသိလို့လာလိုက်တာ။ဆရာကဖမ်းရသိခက်ခဲတယ်။ဒီသူဟိုရောက်နေတာ။အဲ့ဒါကြောင့်ဆရာ နားရဲ့ရလာပြီးစောင့်ပြီးလာလိုက်တာလို့ဆိုပါလေ။ကျွန်တော်မှဟောအဲ့ဒါဆိုကျွန်တော်ကဘေးရှင်မေးတွေလာကြပါခင်ဗျာ။ လာကြပါခင်ဗျာဆိုပြီးဘေးရင်မေးတွေလာရင်လက်ဘက်ကနေထွက်ပြီးကတော့ဝဲနဲ့ကြိုးဆိုပြီးထိုင်ဆောင်နေရမှလားဖီးဆိုတော့စိတ်ကြည်ပဲဆရာကြီးလာရင်ကိစ္စကဒီအမဘူးသမီးလေးညအတွက်နာမည်လေးတွေရွေးချယ်ခြင်းလို့ပါကျွန်တော်မှကိုသောသားနဲ့ကိုအေးလူလူနားမရက်မှဘုံနောက်လာရှုပ်ရကောင်းလားဆိုပြီးဖီးကိုဒေါသထွက်နေတော့ကြပရိနောက်ကအမဘူးသမီးလေးတွေကိုမမြင်မိပါဘူး ပရိမြေမလေးတွေလာအတာသမီးလေးနှစ်ယောက်ကရိုရိုခန္ဓာကိုယ်ရောအရက်တွေရောတော်တော်ကိုတူပါတယ်မျက်နှာဖောင်းဖောင်းလေးတွေနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကတော်တော်လေးကိုချစ်တယ်ကောင်းပါတယ်အော်မေ့နေတာဆရာမနေ့ကပဲကွမ်းသတိနဲ့တွေ့ခဲ့သေးတယ်ကလေးမုံဖို့ဆရာစီသွားမလို့လိုက်ဦးမလားဆိုတော့မလိုက်တော့ဘူးတယ် ဒီရဲ့သူအလုပ်တွေရှုပ်နေတယ်မန္တလေးကိုသွားအောင်မယ်ဆိုလားအဲ့ဒါဆရာကငါးဆောင်ခရော့လိုက်တယ်ဒီမှာဟုဆိုက ထောင်တန်လေးတွေအုပ်လိုက်သပွဲပေါ်တင်ကအနာကယူနေပကံလေးနဲ့ဖိနေတော့ဖိရနေပါအောင်ဖိကျွန်တော်ကလေးမဟုတ်ဆရာဆိုပြီးဘယ်သူကစခေါ်တာတော့ဟိုလာတော့ကလည်းဦးစောလာတော့ကပြောသွားတယ်နော်ဘသူရှိရမှာတော့ဆရာရဲ့ ဆရာရဲ့တပည့်ကျော်ကြီးကြောက်စရာအေးမင်းပေါ့သူကစပြီးခေါ်တာမိတ်ဆွေသားကြုံလေတိုင်းမိတ်ဆွေတွေကြားတဲ့ကြုံလေတိုင်းဆရာမှာချားလုံငယ်နေတဲ့စင်ပြေပါရဲ့နေပိုက်ဆံလေးတသောင်းအတွက်နဲ့လိုင်းပေါ်မှာချင်းကုန်ခံပြီးကလေးမိပေးပေးရင်ဟောနေလို့ပြောနေကြတာကျွန်ုပ်မှာဩဝါဒနာဆိုတာခက်တဲ့ပြည်ရဲ့တထေးပဲဖြစ်ဖြစ်လူချမ်းသာပဲဖြစ်ဖြစ် ်ဆင်းရဲတဲ့လူဒန်းသားပဲဖြစ်ဖြစ်ဝါသနာဆိုတာလွန်ဖြောက်ရခက်တယ်လူဆိုတာကိုဝါသနာပါရကိုလုံနေရမှပြောတာဖြစ်ဘဝဆိုတာတူတူလေးပါပြည်ရအဲ့ဒီတော့အများအတွက်လဲကောင်းကျိုးဖြစ်မယ်ကို့အတွက်လဲကျိုးမြုပ်ဘူးကိုကလည်းဝါသနာပါတယ်ဆိုရင်လောက်တာလောက်ကျွန်တော်ကတော့အားပေးတယ်ဆိုပြီးပြောလိုက်ပါဒါတွေကဆင်းရဲခြင်းချမ်းသာခြင်းတွေနဲ့မဆိုင်တော့ဘူး ခုเจ้าတရားအင်းမင်းပြောသလိုပေါ့လေကျွန်တော်ကကလေးမုံဖို့သားသားညံမှုတော့ကယူပြီးပေတင်ဟောတယ်ဆိုတာတချို့ချမ်းသာတဲ့မိစေတွေပြည်စည်းဥစ္စာပြည်စုံတဲ့မိစေကြီးတွေအတွက်ဘာမှမပြောပါတော့ပြီမင်းတချို့လူတွေအတွက်ကတော်တော်ကိုရှာရခက်ပါတယ်ညမနိုင်ငံမှာဖြစ်ပြနေတာလေပရိအမြင်မှာပဲလို့ပြောလိုက်ပါပရိယာကောင်းတဉ္ဉင်းဖြင့်ဆရာပြောတာထောက်ခံနေဂုံစင်းတဲ့နေကကြီးရှာရဖွေရခက်ခဲနေချိန်မှာ ကိုကမတော်လောဘနဲ့လိုချင်နေလို့မရဘူးပြီးတော့ဘီရင်ဆရာဆိုတဲ့ပုဂ္ဂိုလ်စီချမ်းသာတဲ့သူလည်းလာပါပြီစင်ရတဲ့သူလည်းလာပါပြီမျက်နှာလိုက်လို့ရတဲ့ကိစ္စမဟုတ်ဘူးပြီးတော့လောအားမှာတန်ကြီးရှိတာပဲဆရာကိုရဲ့ဖိုးခအတွက်တော့ထိုက်တဲ့ဖိုးခတော့ပဲယူသင့်တာဘောလို့ထောက်ခံပါခေထားလိုက်ပါတော့ဖိမိမလေးတွေကဘာကျွမ်းပါတယ်လေ အနာမှာဆောက်နေကြသောသမီးလေးများကိုကျွန်ုပ်ကကြည့်ကမေးလိုက်ကလေးတွေကနာမခရတိုင်ငါးကျင်းဘွားတိုင်ထိပ်ဘွားကြာတာပရိသမီလေးတွေပါဆရာနမီတွေကဘလို့ပြေးထားတာလဲမနေ့9နိုင်စကုန်းမိနစ်မှမွေးတဲ့သမီးလေးကိုမိမိဖြိုးလို့ပြေးထားတယ်ဆရာ နက်9:20မှာမွေးတဲ့သမီးလေးကိုပန်းလူမေးလို့ပြေးထားတယ်ဆရာကျွန်ုပ်ကအင်းပရိနမီကတိုင်းဒေဘွားကိုနေ့နဲ့အစားဆုံးရွေးချယ်တာမှန်ပြီမေအမွားရီနမီရွေးချယ်တဲ့အခါအခရာတွေကတိတ်ပြီးကြူးဆက်ရတယ်ခုပရိရွေးချယ်ထားတဲ့ဘဝအခရာတွေထဲမှာနာမည်အစားဆုံးရွေးချယ်ပုံတွေကတိတ်ပြီးမှားတယ်အင်းတော်ကြီးမှာကတိကအောင်ဖြစ်နိုင်တယ် မီးကြီးလေးအရင်ဆုံးမွေးတဲ့သမီးလေးကိုဘဝခရာလေးအစဖြစ်တယ်ပါခရာစပြုတ်ပေးရမယ်အဆုံးဖြစ်တဲ့မခရာစပြုတ်ပေးလို့မရနိုင်ဘူးနောက်ပြီးတော့သမီးငယ်လေးနောက်မှမွေးတဲ့သမီးငယ်လေးကိုဘဝခရာလေးကနောက်ဆုံးဖြစ်တယ်မခရာစပြုတ်ပေးရမယ်အစခရာဖြစ်တဲ့ပါခရာစပြုတ်ပေးလို့မရနိုင်ဘူးလို့ပြောလိုက်ပါခုပြီးပေးထားတာကအခရာက စဆုံးနေရပြောင်းပြန်ဖြစ်နေတယ်ပါလေဖရီးကတိုင်းတိတ်ဖွားဆိုတာနေနေအစဆုံးရွေးချယ်ရင်မှန်ပြီးထင်နေတာလားအခရာတွေမစီစေးတော့ဘူးလားမေးလိုက်ရဖရီးတရားကောင်းရှုပ်သွားပြီဒါဆိုရင်ဆရာပဲရွေးချယ်ပေးပါဟုဆိုက ဖရီးကအဲ့ဒီလိုဆိုတော့ကြာအားရှိအခရာများထည့်သွင်းတာ အားရှိသောမိများရွေးချယ်ပေးလေရပါတော့တယ်အားလုံးမမိစီများရှင်လဲချက်မိကြပါများ